အဲ့တော့ကျွန်တော်တို့ forward web နဲ့လိုမျိုးပြင်ဆင်ထားလိုက်တယ်ပေါ့နော် forward web နဲ့ဒီဖြစ်နေတဲ့မျက်နှာကိုတချို့တော့ reconstruct လေးနဲ့လိုမျိုးပြန်ပြီးတော့သူ့ရဲ့ငကိုအတိုင်းလေးပြန်ထားလို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော် forward web ဆိုတာဟာတည်ပြီး forward web ဆိုတာကပုံတစ်ပုံမှာပါတဲ့ pixel တွေကိုကျွန်တော်လိုလိုမျိုးလိုက်ပြီးတော့ရွှေ့တဲ့ဟာရှိမယ် reconstruct ကကြတော့ငကိုအတိုင်းလေးကိုပြန်ပြီးတော့တိဆောက်တဲ့ဟာပေါ့နော်ငကိုအတိုင်းလေးပြန်ထားတဲ့ဟာ ပြီးတော့တတိယတစ်ခုကကြတော့ smooth to ပေါ့နော် smooth to ကကြတော့ချောမွေ့စေတာ HD သူ့ရဲ့ဘိုင်းနေရာလေးဆိုမျိုးလေးထားလိုက်မယ်အဲ့ဆိုချက် smooth လေးနဲ့တုံးလိုက်မယ်ပေါ့နော် smooth လေးနဲ့သူ့ရဲ့ဒီအနာဇွန်းလေးတွေကိုကျွန်တော်ခုလိုမျိုးလေးပြင်ပြီးတော့ချောမွေ့မွေ့လေးဖြစ်သွားစီတဲ့ဟာလေးပေါ့နော်ဒီ smooth ကကြတော့အဲဆိုရင် cherry 2 stone ကိုတီးပြီး forward web ကပုံထဲမှာပါတဲ့ pixel တွေကိုလိုလိုမျိုးရွှေ့တယ် reconstruct ကကြတော့ကျွန်တော်လုတ်ထားတဲ့ဟာကိုငကူအတိုင်းလေးပြန်တီဆောက်တယ်ငကူအတိုင်းပြန်ထားပြီးတယ်ပေါ့ smooth ကလည်းဒီအတိုင်းပဲကျွန်တော်ဒီ forward warp tool လေးနဲ့ပေါ့နော်လုတ်လိုက်တဲ့အခါမှာဒီအနာဇုံးလေးတွေကျန်နေတာလေးတွေကိုပြန်ပြီးတော့ချုံးမွေးအောင် လုတ်ပေးတယ်ပေါ့ ကဲပြီးတော့နောက်တစ်ခါကျတော့ခြေတော့ပါဆိုလို့ရှင်အဲ trail clockwise ပေါ့နော်သူကကျတော့လှဲ့တာ clockwise ဆိုတဲ့အတိုင်းပဲခြေတော့နိုင်လက်တန်အတိုင်းလှဲ့မယ်အဲ့တော့ဖိထားပြီးတော့သူ့ရဲ့ဒီလှဲ့ဖို့ကလည်းသူ့ရဲ့ဒီနရွက်လေးခြေတော့လှဲ့ကြည့်လိုက်မယ်နော်အဲ့တော့ဒီနရွက်နေရာလေးထောက်ပြီးတော့လူမျိုးလောက်ထားမယ်ဆိုရှင်အခုဒီလိုမျိုးလေးသူကလဲသွားတယ်ပေါ့နော်ဒီလိုမျိုးပုံစံမျိုးလေးဖြစ်သွားတယ်အဲ့သူရဲ့မျက်နှာလှဲ့မယ်ဆိုလဲခြေတည်းအတိုင်းလေးပဲမျက်နှာလေးကိုထောက်ပြီးတော့လိုက်မယ်ဆိုရှင်မျက်နှာကအဲ့လိုမျိုးလေးလေသွားရပေါ့နော် ကဲအဲ့ဒါဆိုရင်ကျွန်တော်ငကိုတိုင်းလေးပြန်ထားမယ်ဆိုလို့ရှိရင်တော့ reconstruct လေးနဲ့ပြန်ထားလိုက်လို့ရတယ်။ ဟုတ်ကဲ့ကျေသူနည်းနိကတ်ထားလိုက်ပြီနော်။ကဲပြီးတဲ့အခါကျလို့ရှင်နောက်တစ်ခါချေလို့ပါရှိတယ်ဆိုရှင်ဖက်ကာ2ပေါ့။ဖက်ကာ2ကသူဒီမှာပုံလေးမှာပြထားတဲ့အတိုင်းပဲ။ဒီချေတို့ဒီအပြင်နေရာကနေပြီးတော့ချေတို့ထောက်ထားတဲ့နေရာစံထားတဲ့အလဲတွေကိုသူကကြုတ်ပြီးတော့ဝင်သွားတာပေါ့။အဲဆိုလို့ရှင်ဒီချေတို့ဒီနားလေးပေါ့နရွက်လေးပဲလို့လောမနေရလဲ။နရွက်လေးပဲချက်စံကြည့်ပြီနော်။အဲဒီနရွက်နေရာလေးကိုချေတို့စံတာထားလိုက်မယ်။ပြီးရင်ဒီချေတို့လက်ညှိုးခလစ်လေးနဲ့ဖိထားလိုက်မယ်။လက်ညှိုးလေးဖိထားမယ်ဆိုတော့နရွက်လေးကအခုလိုမျိုးလေးတေးပြီးတော့ကြု ုပ်ဝင်သွားတယ်ပေါ့ရုပ်ဒီနေရာလေးထားမယ်ဆိုလို့ရှင်လဲဒီနေရာလေးဒီလိုမျိုးလေးထားလိုက်လို့ရတယ်ပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်သွားမယ်အဲ့တော့မှတစ်ချေတော့နောက်တစ်ခုကကြတော့ဘာရှိလဲဆိုရင် bloat to ပေါ့နော် bloat to ကကြတော့ तू ဟာချဲ့တာအဲ့ဒီခုနကဖက်ကာနဲ့ဆင့်ကျင်ဘက် तू ကဒီ center အလဲနေရာကိုထားပြီးတော့မှသူဖြီးအဲ့ဒီကနေပြီးတော့ကြီးလာတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့ဆိုရင်အခုလိုမျိုးလေးဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုရှင်လည်းသူ့နေရာလေးကိုပြင်ထားမယ်ပေါ့ အဲ့ဒါအောင်မှာခြေတော့ကကြီးတာတိတ်ပြီးတော့မမှန်ဘူးနေရာမမှန်ဘူးဆိုလို့ရှိရင်တော့ဒီက reconstruct လေးနဲ့သူရဲ့ original အတိုင်းလေးပြန်ထားပေးလို့ရတယ်။ကဲနောက်တစ်ခုအကျခြေတော့ push left ပေါ့နော်။သူကသူ့ရဲ့နာမည်လေးအတိုင်းပဲခြေတော့ဒီပုံမှာပါတဲ့ pixel လေးတွေကိုလိုက်ပြီးတော့ရွှေ့ရှားစေတာပေါ့။ခြေ push left လေးနဲ့လည်းလုပ်လိုက်မယ်ဆိုရင်သူကလိုက်ပြီးတော့အခုလိုမျိုးလေးလိုက်ပြီးတော့ရွှေ့ရှားရတယ်ပေါ့နော်။ဒီလိုပုံစံလေးဖြစ်သွားမယ်။ ဆယ်ရီကွန်စထရက်လေးနဲ့ပဲကျယ်ပြန်ဖြည့်ထားလိုက်မယ်နော်။ကဲပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော်ပါရှိတော့ free mask ပေါ့။တရားကျတော့အလုံးလုံးတဲ့အခါမှာကျွန်တော်ကမရွေ့ရှာစီခြင်းနဲ့အပိုင်းကို free mask လေးနဲ့ပုံတို့အနီလေးနဲ့ဆက်လက်လိုက်မှတ်ထားလို့ရတယ်။ကျဲဒီခေါင်းလေးမရွေ့ရှာစီခြင်းဆိုရင် ခေါင်းနဲ့ရလေးကိုကျဲမှတ်ထားလိုက်မယ်။ ကဲပြီးတဲ့အခါကျရင်တကယ်တော့ခုနကတင်ခဲ့တဲ့ tools တွေပေါ်ကြိုက်တာပါပဲလို့အဲဆိုရင်ဒီအနီရောင်လေးထိနေတဲ့နေရာ mastic နေတဲ့နေရာလေးကကျေတော့ပါမှာပုံအောင်ပြည့်စည်ခြင်းရွေ့ရှာခြင်းမရှိတော့ဘူးပေါ့နော်အပြင်နောက်တစ်ခုအကြောင်းချက်တော့ပါရှိတယ်ဆိုရှင် Thomax ပေါ့ခုနကညင်ထားတဲ့ freeze ကိုချက်တော့ thaw လေးနဲ့ပြန်ပြီးတော့ဖြုတ်လိုက်တာအဲဆိုရင်ဒီပြန်ဖြုတ်လိုက်မယ်ဆိုလို့ရှင်တော့ချက်တော့ထူးလေးတွေတုံးမယ်ဆိုရင်တော့ဒီ area လေးကပြန်ပါသွားမယ်ပေါ့နော်ဒါလေးရှိမယ် ကဲပြင်တော့တခုကကျတော့ပါရှိလဲဆိုရှင် face 2ပေါ့နော်ခုနကတည်းကပြောခဲ့သလိုပဲသူကဒီမျက်နှာအစိပ်အပိုင်းတွေကိုပြင်ပေးတာပေါ့နော် face 2ကကျတော့ကျတော့အဲ့လိုမျိုးလေးရှိမယ်ပေါ့မျက်နှာအစိပ်ပိုင်းတွေကိုတကယ်လို့ပြင်ပေးတဲ့ဟာလေတခုချင်းစီပြင်ခဲ့ပြီပေါ့နော်ခုနကလည်းပြီး hand 2ရှိမယ် hand 2ကပုံကိုဘယ်မျိုးလိုသလိုမျိုးလိုက်ပြီးတော့နေရာရွှေ့ဖို့အတွက်ပေါ့နော်နောက်ဆုံးမှာကျတော့ zoom 2ရှိမယ်ဒါကတော့မြင်ကွင်း ကြည်သေးပေါ့နော်တစ်ချက်ချင်းစီနေမြင်ကွင်းကကြီးလာမယ်ချေတို့အော်ထားလေးနဲ့ဖိနှိပ်တယ်ဆိုလို့ရှိရင်မြင်ကွင်းကတီးသွားမယ်ပေါ့နော်ဒါလေးရှိလိမ့်မယ်အဲ့ဒါဆိုရင်အချက်အခုသူ့ရဲ့ခန္ဓာကိုယ်မှာဒီသူ့ရဲ့ဘယ်လီပေါ့နော်ဘိုင်းနေရာလေးကိုချေတို့နည်းနည်းလေးတေးအောင်ကြည့်ကောင်းအောင်လုပ်မယ်နော်အဲ့တော့ဖီတာလေးကိုသွားလိုက်မယ်လီကွိုဖိုင်းလေးကိုသွားမယ် အဲ့ဘိုင်းနေရာလေးနည်းနည်းတေးဖို့အတွက်ဒီချက်က toast အများကြီးမလို့ကျေတော့ထိတ်ဆုံး forward web တစ်ခုနဲ့တင်လုံလောက်တယ်ပေါ့နော်တခြား tool လေးတွေကိုလည်းအဆင်ပြေလို့ယူသုံးလို့ရတယ် press site လေးကိုပြင်မယ်ဘိုင်းနေရာလေးကိုအထည်ထည့်မယ်ပေါ့ ဒီမျိုးလေးခြေရထားလိုက်မနော်ဒီမျိုးလေးကိုစင်ပြေတို့လေးထားလို့ရတယ်ပြီးသူ့ရဲ့ဒီကြောနေရလေးတွေပေါ့သူကလူပိန်ဝိုင်းဆိုတော့ကြောကုန်းလေးတွေလည်းနည်းလေးတီးထားလိုက်မယ်ပေါ့နော်ပြီးရင်လက်မောင်းလေးတွေခြေရတီးချင်တယ်ဆိုလည်းရတယ်လက်မောင်းကြတော့ခြေရလူမျိုး forward warp နဲ့ဆွဲလို့မရတော့သူကအလေထဲကိုကျုပ်ဝင်မယ်ဆိုတော့ဖက်ကဒါမှမဟုတ်လို့ရှင် block 2တစ်ခုခုကိုတုံးပြီးတော့ခြေရဒီနေရာလေးတွေကိုကျင်းလို့ရတယ်ပေါ့နော် ခုလိုမျိုးလေးဖြစ်သွားမယ်โอเคထားလိုက်မယ်เนาะဒါကကိုကအဲချိန်ပေးနိုင်နေဆိုရှင်ကောင်းလေးကိုစိတ်ကြရဲ့အထိပြင်လို့ရတယ်เนาะအဲဆိုရင်ခြေတော့မပြင်ခင်ပုံပေါ့အဲဆိုရှင်တော့ခြေတော့ပြင်ပြီးပုံပေါ့เนาะဒီလိုမျိုးလေးဖြစ်သွားမယ်ဒါဆိုရင်ကျေနောက်ဆုံးသင်ခန်းစာအနေနဲ့ဒီ liquid file လေးသုံးပြီးတော့မှချက်ပို့ထားတဲ့ပုံလေးကိုတစ်ချက်ပြင်ကြည့်မယ်နော်။နားမလည်တဲ့နေရာမရတဲ့နေရာရှင်းပြန်ပြီးနော်။